။တရောင်းသားတယောက်ဟာဈေးတစ်ခုရဲ့ရှေ့မှာထိုင်ပြီးတောင်းနေ။သူကလည်းသူ့ရှေ့ကဖြတ်သွားတဲ့ဈေးသွားဈေးလာတန်းကိုလေတနာကြပါခမညာတနာကြပါ။အကိုကြီးတို့အမကြီးတို့ပြီးမှကမ်းမှစားရတယ်ဘဝပါဆိုပြီးတော့ညောင်နာနာအတန်နဲ့တောင်းရမ်းနေပါတည်း။အဲ့ဒီအချိန်မှာဈေးကိုလာတဲ့တထီးတယောက်ကလည်းတရောင်းသားကိုမြင်သွားတယ်။ခြေကောင်းလက်ကောင်းနဲ့တန်တန်မာမာဖြစ်ပါလေနဲ့တောင်းစားနေတဲ့တရောင်းသားကိုပညာပေးဆုံးမအောင်မှလို့လေတွေးလိုက်ပြီးတော့တရောင်းသားစီကိုသွားတာပေါ့။ပြီးတဲ့ခါမှလည်းတရောင်းသားကိုပြောတယ်မင်းမှာခြေလေးလက်တွေလည်းကောင်းပါလျက်နဲ့လူကလည်းရွယ်ကောင်းဖြစ်ပြီးတော့တန်တန်မာမာရှိပါလျက် တောင်းစားနေတာမချက်ဘူးလားကွာတတိယအဲ့ဒီလိုမေးတဲ့အခါမှာတောင်းစားလည်းပြန်ဖြေတာပေါ့မချက်ပါဘူးခင်ဗျာတောင်းစားလို့ကလေးကရှက်ကြောဖြတ်ပြီးမျက်နှာပြောင်ပြောင်နဲ့တောင်းနေတာမို့လို့ထူးပြီးလဲရှက်မနေတော့ပါဘူးလို့ပြန်ဖြေတတိယလည်းမလျှော့သေးဘူးမချက်တတ်တာတော့ဟုတ်ပါပြီဒါပေမဲ့ယောက်ျားဆိုတာမာနတော့ရှိတင်တာပေါ့ကွာဟိုမှာကြည်စမ်းအဲ့ဒီလိုပြောပြီးတော့ခလန်းလာမှရှိတယ်ပြည့်စိတ်အောင်တစ်ခုကိုလက်ညှိုးညွန်ပြမင်းတွေ့လားတရိษံဖြစ်တဲ့ပြည့်စိတ်တွေတောင်မှပဲသူတို့စားဖို့သူတို့ဘာသာရှောက်ဖွေနိုင်ကြတယ် သူတို့အမြင်တော့တန်မာတဲ့ယောက်ျားကြီးတယောက်ဖြစ်ပြီးတော့ကိုယ်တိုင်ရှာဖွေမစားဘဲနဲ့တောင်းစားနေတာမင်းရဲ့ယောက်ျားမာနကိုမထိခိုက်ဘူးလားယောက်ျားဆိုတာမာနရှိရတယ်ကွာအကောင်သေးသေးပြည့်စိတ်တော့မှသူ့အစာကိုသူကိုယ်တိုင်ရှာစားနိုင်တယ်မင်းကဘာလို့တောင်းစားနေရတာလဲမင်းယောက်ျားမဟုတ်ဘူးလားမာနမရှိတော့ဘူးလားလို့တထိပ်ကြီးကလည်းတောင်းစားရဲ့ရင်ထဲကိုထိစိမ်မဲ့စကလုံးတွေကိုတောက်လျှောက်လွှတ်တော့တောင်းစားမျက်ရည်ဝဲသွားတယ်ဟုတ်တယ်ခမပြောတာမှန်တယ်ဒီပြည့်စိတ်တွေကကျွန်တော်ရဲ့မာနကိုထိခိုက်စီသူတို့မြင်တိုင်းတောင်းစားနေမိတာကိုသိငယ်လာတယ် ဒီတော့နောက်နေ့ကစပြီးကျွန်တော်ပြောင်းလဲတော့မယ်ကျွန်တော်ပြောင်းလဲတော့မယ်တရောင်းသားရဲ့စကားကိုကြားတော့တထီးကလည်းဝမ်းသာသွားတယ်ကောင်းတယ်ကွာမင်းအခုလိုအတီတရားရတော့တာငါဝမ်းသာတယ်အလုပ်တွေပါကြီးလုံရင်လည်းငါ့ကိုပြောငါမှစိတ်ယုံနေအများကြီးပဲမင်းကငါကူညီနိုင်တယ်လို့ပြောပြီးတော့လေလိမ့်စာကတ်တစ်ခုကိုပြပြီးထွက်သွားခဲ့တာပေါ့တထီးရဲ့ယင်ထဲမှာတော့ပီတိတွေဖြားလို့ဒါပေမဲ့တရောင်းသားကလည်းတထီးကိုဆက်သွယ်မလာခဲ့ဘူးရက်တော်ကြတဲ့အထိဆက်သွယ်မလာတဲ့အခါမှာတော့တထီးကလည်းနေမထိထိုင်မသာဖြစ်လာဒါနဲ့တထီးကလည်းတရောင်းသားရှိရာဈေးရှိကိုသွားပြီးရှာတာပေါ့ ။ဒါပေမဲ့လည်းသူနဲ့တရောင်းစားစုံခဲ့ရနေရမှာတရောင်းစားကိုမတွေ့ရတော့။တထိယဒီလိုတွေးလိုက်တရောင်းစားဟာသူ့စီရတော်မှာအကူညီမတောင်းခဲ့ဘဲနဲ့သူ့ဘဝသူ့ကြောင်းနေပြီလို့တွေးပြီးတော့ပို့ပြီးတော့ကျင်နဲ့နေမိတာပေါ့။တထိယလည်းကျင်နဲ့ပီတိစိတ်အပြည့်နဲ့ပြန်အလားဈေးကနေထွက်လိုက်ရုံပဲရှိသေးတဲ့အချိန်။တနာကြမှာခမားကိုကြီးတို့မကြီးတို့ပြီးမှကမ်းမှစားရမယ်ဘဝပါဆိုတဲ့တရောင်းစားရဲ့အညောင်းနာနာအတန်ကြားလိုက်ရတာပေါ့။တထိယလည်းအတန်လာရအောင်ကြည့်လိုက်တဲ့အခါမှာသူနဲ့တွေ့ခဲ့တဲ့တရောင်းစားမှာတရောင်းစားစစ်စစ်ဒါနဲ့တထိယလည်းစိတ်တို့တော့ပြီးတော့တရောင်းစားစီကိုသွားတယ် တတောင်းစားလည်းသထေးကြီးကိုမှတ်မိနေဟန်နဲ့ပြုံးပြတာပေါ့မင်းပြောတော့ပြီးရစိတ်တွေကမင်းရဲ့မာနကိုထိခိုက်စေခဲ့လို့ပြောင်းလဲတော့မယ်ဆိုကွာခုကြတော့တောင်းစားမြေတောင်းစားနေတော့မှလားအဲ့ဒီခါမှာတတောင်းစားကလည်းသထေးကြီးကိုပြန်ဖြေပါတယ်ဟုတ်တယ်လေပြီးရစိတ်တွေမြင်တိုင်းကြုံမာနကိုထိပါနေလို့မမြင်ရတဲ့နေရာကိုကြုံပြောင်းလဲလိုက်ပြီအခုဒီနေရာကလည်းပြီးရစိတ်တွေလည်းမမြင်ရတော့ပြီးရစိတ်တွေမမြင်ရတော့ကြုံမာနလည်းထိခိုက်စရာမရှိတော့ဘူးလားလို့ပြန်ဖြေတာပေါ့အဲ့ဒီခါမှာတော့သထေးကြီးကလည်းကောင်းကွာလို့သာရေရွတ်လိုက်မိတော့တယ်တင်ငန်းစားကတော့ကိုယ်တိုင်ပြောင်းလဲလို့စိတ်မရှိသူတို့အား ပြောင်းလဲပေးရင်မကြိုးစားပါနဲ့